ဒီယာဒီအာဆင်နယ်သင်းကွင်းလေရဲ့နှလုံးခုန်တမ်းဘောမဟုတ်ဆူဝီမန်ဒီစွီမဒီအာဆင်နယ်ရောက်လာပြီးတဲ့ကသူနဲ့ပတ်သက်ပြီး player special review ကျွန်တော်နှစ်ချိန်လောက်ပြောပြီးသွားပြီနဲ့တူတယ်။ဒါပေမဲ့လေအခြား player နဲ့မတူတာကစွီမန်ဒီကဒီနေ့ပြော ဒီနေ့ဗီဒီယို upload တင်ပြီးလဲနောက်နေ့ကျရင်ထပ်ပြီးပြောစရာလေးတွေပေါ်လာတယ်ပွဲတစ်ပွဲပြီးတိုင်းမှာလဲသူနဲ့ပတ်သက်ပြီးပြောလို့ကောင်းလို့နေအချက်လက်တွေရှိတယ်တခါကျရင်ကျွန်တော်အကြိုက်ဆုံးကစားသမားတွေမှာဇူယီမန်ဒီတို့ဆာလီဘာတို့ကိုထဲမပြောဘူးဆိုတာကအရန်ကောင်းလို့နေကစားသမားတွေတီးသန့်ဗီဒီယိုတစ်ပုဒ်လုပ်ပြီးပြောရလောက်တဲ့အထိကိုကောင်းတဲ့ကစားသမားတွေပေါ့လေဒီကလောင်ရိုက်အပါဝင် ဒါပေမဲ့အဲ့လိုမျိုးရတဲ့စက္ကန့်ပိုင်းရတဲ့မိနစ်ပိုင်းအချိန်လေးတွေမှာသူတို့ထည့်ပြီးပြောမယ်ဆိုမပြည့်စုံမှဆိုတဲ့အတွက်တခြား efficient ဖြစ်ပြီးတော့ twin core ဖန်တီးမှုပေါ့ရင်ပတ်သက်တဲ့တွေလောက်ပဲအဓိကကျွန်တော်ထည့်ပြောရတဲ့အခိုက်အတန့်တွေရှိတယ်။ performance မပြတာကြားတဲ့ကစားသမားတွေဦးစားပေးပြီးထည့်ပြောတာဗောလေအချိန်ဆုံးကစားသမားယူရဲဆိုတာကတော့ကဲဇူမန်ဒီအကြောင်းပြောလိုက်အောင်ဇူမန်ဒီကျွန်တော်တို့စီရောက်တဲ့အချိန်မှာအသက်က26နှစ်ရှိပြီ26နှစ်ဆိုတာကအသက်30ကစားသမားတဦးနဲ့26နှစ်ရွယ်ဆိုတာကကြားထဲမှာဆိုတကယ် prime time အချိန်ပဲ။ ကစားမတူအကြောင်းအသက်30ထိကောင်းကောင်းသုံးလို့ရတယ် physical အားပြုတဲ့ premier league မှာဆို29 30ထိကတော့ရပါသေးရယ် spain သား aida kalashi လူချင်းခဲ့တဲ့ player သတင်းမဲ့ထွက်ပြီးရောက်ချင်မှရောက်မှာပါကွာဆိုပြီးကျွန်တော်တွေးခဲ့တဲ့ player တစ်ယောက်တကယ်လဲရောက်လာတယ်အဲ့အတွက်လဲရောက်အောင်ခေါ်ပြီးအသင်းတောင်းဝရှိတကယ်လဲကျေးဇူးတင်တယ်ဈေးကြီးတိုင်းအသုံးဝင်ချင်မှလဲဝင်တာ ው ဒါပေမဲ့လဲဈေးအရန်လဲမကြည့်ဘူးတင်းတင်းနဲ့တန်ကြီးတည့်ရက်နဲ့ရောက်လာတယ်အသုံးဝင်မှုကလဲတကယ်ပါဖက်ပဲပွဲတိုင်းထယ်သုံးရလောက်တဲ့ကစားသမားတူ အဲကျွန်တော်တို့ဒီ26နှစ်သားရဲ့အရင်တော့ဖျက်သန်းခဲ့တဲ့ကေရီယာကိုတစ်ချက်ပြောဖို့လိုတယ်ငယ်ဘဝမှာတော့ तू ကစစ်တွေ့ရင်ကစားတာပျော်တယ်ပြိုင်ပွဲတချို့လည်းဝင်ပြိုင်ခဲ့တယ်နောက်ပိုင်းသူ့ရဲ့ကေရီယာကိုဘောလုံးဘက်ကိုလုံးဝဇုံပြစ်ဝင်လိုက်တယ်ဗောလေစစ်တွေ့ရင်ကစားထားတဲ့လူတယောက်ရဲ့အတွေးမြင်အထူးသဖြင့်ကွင်းလေကစားသမားတဦးစီမှာဆိုရင်ဒါကျွန်တော်တို့ထပ်မံရတဲ့ bonus ပဲဒီနေ့မှကျွန်တော်တို့ခုရှင်းပြနေတာကစစ်တွေ့ရင်နဲ့ပတ်သက်ပြီးကျွန်တော်ကအရန်ကျွမ်းတဲ့လူတယောက်တော့မဟုတ်ဘူးဒါပေမဲ့ စစ်တူရင်ကစားနည်းနဲ့ပတ်သက်ပြီးကျွန်တော်အမြဲတမ်းသွားထိုင်နေတဲ့ coffee ဆိုင်မှာကအဲ့ဒီပိုင်ရှင်ကစင်တုကနေပေးရတယ်ဆိုရင်သူတို့ဒီစပွဲကုန်တွေအလုံးဆက်ပြီးတော့ငါးရဲ၆တွဲလောက်အဲ့စစ်တူရင်ပြိုင်ပွဲလေးကျင်းပပေးတယ်ဘီနာမှာတိုင်မာလေးနဲ့နိုင်ပေါ့လေအဲ့တော့သူတို့အမြဲတမ်းအဲ့လိုလုပ်ပေးလေးရှိတယ်တခါကျကျွန်တော်လည်းဘီနာကနေရက်ကြည့်ပေါ့ကိုကတော့တိတ်အကျွမ်းကြီးမဟုတ်စစ်တူရင်ကစားနည်းကကိုကိုင်ကအပြူတာမဟုတ်ဘူးအုံနောက်အပြူရတာအထူးသဖြင့် physical ဘိုင်းအရာ တိတ်ပြီးစတောင်းမဖြစ်တော့ဘူးလို့ကျွန်တော်ထင်ထားကြည့်ပြီးအရန်မောင်းလဲအရန်မမြင်တဲ့ဆူယီမန်ဒီကပရီးမီးယားလိမှာတော့တကယ်အဝင်သွားတာက right time right place ပုံစံမျိုးတွေသူကောင်းကောင်းစော့နိုင်တယ်။ကြားဖြတ်လူနိုင်တယ်။အဲ့မှာစစ်တွင်ကစားမှုတဲ့လူတယောက်ရဲ့အုံနောက်ကကွင်းလယ်မှာစကန်ဖတ်တဲ့ဘက်မှာတော်တော်လေးအေးပါသွားတယ်။စစ်တွင်ရဲ့ရင်းနှီးခဲ့မှုတယောက်ရဲ့အုံနောက်ကဘေးညမှာပို့ပြီးတိတာသွားစီလဲဆိုတော့ပြိုင်မဲ့ကစားမနှစ်ယောက်အချင်းချင်းပေးတဲ့အဝေးဘောအဲ့ဒီပေးဘောတွေကိုကြားတဲ့နေ intersection ဖြတ်လူတဲ့အပိုင်းမှာဆူယီမန်ဒီကတော်တော်လေးကောင်းတယ်။ ဒါလည်းရှေ့ဗီဒီယိုဒီမှာကျွန်တော်ပြောခဲ့ပြီးပါသေးတယ်ဒါပေမဲ့ခုနောက်မှထပ်ပြီးတွေးလာတာကဒီကစားသမားကဒီတစ်ခုလေးမဟုတ်ဘူးချန်နယ်ပိုင်းညီမှာလည်းထူးချွန်းတယ်ကျွန်တော်တစ်ခုချင်းဒီရောရှင်းပြသွားလိုက်မယ်ရားတဲ့မိနစ်အတွင်းမှာပေါ့လေဇူအီမန်ဒီရဲ့ကွင်းလက်ကစားအားကဒီကလန်ရိုက်လိုမျိုးတအားကြီးပတ်စင်အပြည့်နဲ့ကစားတဲ့ပုံမျိုးလည်းမဟုတ်ဘူးမာရင်အိုလီဂတ်လိုမျိုး aggressive pass တွေအရင်ထွက်နေတဲ့ high pressing line ဦးဆောင်တဲ့ကစားသမားမျိုးလည်းမဟုတ်ဘူးဒါပေမဲ့သူကကြတော့နည်းနည်းချင်းစီရောစပ်ထားတဲ့ပုံစံမျိုးမာကုံရှိတဲ့အပိုင်းဒီမှာလည်းတွေ့ရတယ် ဂျူဝယ်ရီမှာလည်းအတားရတွေ့ရတယ်။လိုအပ်တဲ့အခါမှာ aggressive ဖြစ်တဲ့ pass တွေသူ့ဘောတွေလည်းခင်းပေးနိုင်တာတွေ့ရတယ်။ဇူီမန်ဒီကဟိုနဲ့နဲ့ဒီနဲ့နဲ့သူ့စီမှာတော်တော်လေးဥမှာဆွဲဆောင်ပုံစံမျိုးမြင်နေရတယ်။ဆွဲဆောင်ရကစားသမားတို့တော့မှနိုင်ရင်သေးဘူး။ဒါပေမဲ့တော်တော်များသူ့စီကနေကျွန်တော်တို့ရတာတွေ့ရတယ်။နောက်တစ်ချက်ဟန်ချက်ညီမှုအဲ့ဒါကစားသမားတယောက်တည်းဆိုအရန်ရေးပါတယ်။တချို့ကစားသမားတွေက DN ကစားသမားဆိုတာကွင်းလယ်မှာဖက်ရရင်ပြီးရောကိုယ့်ဘက်လည်းဖြတ်မယ်၊သူ့ဘက်လည်းဖြတ်မယ်ဆိုတဲ့ကစားသမားတွေအတိတ်မှာတော့ရှိခဲ့ဘူးတဲ့။ဘယ်ဘက်ပဲလာလာအကုန်ဖြတ်တာ။ နောက်နှစ်မျိုးကကြတော့ခန်းစစ်အမြင်ပဲရှိတယ်တိုက်စစ်မလိုက်နိုင်ဘူးဒီရန်ရောမှာပဲထားခန်းစစ်လျောက်နိုင်အရှိမဒိုင်ငံဖြတ်မယ်ဆိုရကစားမှာတချို့ကကြတော့အတက်ကင်ဗီရှင်လည်းပါတယ်ကစားမှာဒီထဲမှာဇူယီမဒီကခန်းစစ်ဗီရှင်ရောတိုက်စစ်ဗီရှင်ရောတော့တော်တော်လေးကောင်းတယ်အာဆင်နယ်တင်းရဲ့ဒီခန်းစစ်အဆောင်ကစားမှာဖြစ်တဲ့ကာလာဖီယိုနဲ့ဂျူရင်တမအရှိတက်သွားတဲ့ခါကျရင်ဇူယီမဒီနဲ့ဒီကလန်ရိုက်ပဲဘောခန်းစစ်ကစားမှာနဲ့တွဲပြီးတော့နောက်မှဘောလုံးပြန်ဆင်းဖြတ်ရတာဒီရဒီမှာဇူယီမဒီရောက်လာတော့ကျွန်တော်ခေါင်းထဲမှာသွားတွေးမိတာကအာတီတာ နစ်ကတော့ပါတေးလူမျိုးပဲဇူီမန်ဒီကိုစာရွက်ပေါ်မှာကျတော့ဒီယန်ရူးမှာထားတယ်ပွဲချိန်တွင်မှာရိုက်ဘက်မှာများစင်းစော့ခိုင်းဦးမလားဆိုကျွန်တော်တွေးမိတယ်ရှိတော့ရှိခဲ့တဲ့မိနစ်ချို့တွေးပါဒါပေမဲ့အရင်ကြီးတော့တုံးခဲ့တာတော့မတွေ့ရအောင်ဇူီမန်ဒီကနာခံဘူးလဲပြေဝါတယ်မိပြခိုင်းတဲ့တိုက်တယ်လုံနိုင်တယ်ပြီးတော့အာရီတာရဲ့ကစားသမားတယောက်ဂျူဒီဘန်တစ်ခုယူရမယ့်အပိုင်းမှာလဲသူထဲထဲဝင်ပါဝင်ပတ်သက်နိုင်တယ်နောက်တစ်ချက်အဲ့ဒါဒီယန်ကစားသမားတအူးထက်ပိုမိုတာလွန်နဲ့အတက်ကင်ဗီရှင် အနည်းဆက်ဆုံးဝက်ဆိုင်းလိုက်တဲ့အသင်းနဲ့ပွဲစဉ်မှာဆိုရင်ဆာကာပြေးလိုက်တဲ့ဘောလုံးကိုကွင်းလက်မှာသူလက်ခံပြီးတာနဲ့ပန်တီပေါက်ထဲကိုပြေးမဲ့အစည်းရဲ့ပြေးလက်ညောင်းလေးကိုသူ့ဘောခင်းပြလိုက်တယ်အစည်းကကန်နဲ့ဂိုးသမားပုတ်ပြီးထွက်လာတဲ့အခါကိုဒီကန်ရိုက်ကပိတ်သိမ်းသွားတယ်အဲ့ဒီဘောလုံးမြဖြားခံတာကဆာကာစီယာဆိုပေမဲ့ဂျားထဲမှာတကယ့်ကိုမှကီးပတ်ပေးနိုင်ခဲ့တာကဇူဝီမန်ဒီပြီးတော့ဇူဝီမန်ဒီဒီယာဒီမှာနှစ်ခိုးသွင်းထားတယ် အဲ့ဒါကတော့ forest အသင်းရဲ့ပွဲစဉ်မှာယာထားတဲ့နှစ်ကိုးပေါ့လေကျွန်တော်ပြောတဲ့ rice time rice play ဆိုတာအဲ့ဒါပဲတချို့ဘောလုံးတွေကကန်ပြီးပြန်ပြီးရှန်ထွက်လာတဲ့ second ball တွေဆို AD ကထိကန် zoom in ကန်လိုက်တာအဲ့ forest အသင်းရဲ့ပွဲစဉ်မှာတော်တော်လေးကောင်းတယ် AD ကထိတဲ့ကန်တော့ way ပြီးတော့ဝင်ထွက်သွားတာကြည့်ရတာကိုယ်သမားတက်တက်ထင်ရတာပဲကက်ခ power လဲပါတယ်ပို့ဆွဲလိုက်တာလဲပါဖြစ်တယ်ဝေ့ပြီးတော့ goal တွေကိုတန်းပြီးဝင်သွားတာတော်တော်မြန်တယ်ဖမ်းဖို့မလွယ်ဘူး အဲ့ဒီကိုရတယ်နောက်တလုံးကကျတော့လူကြားတွေကနေခေါင်းခုန်တိုက်သွားကျွန်တော်ဆိုအဲ့ချိန်မှာအန်အော်တာဇူီမန်ဒီဒီအရက်9ပေ17လောက်မှပါပဲရှိတယ်ကစားသမားပရီးမန်ဒီမှာအရက်မြင့်တဲ့ကစားသမားတွေအများကြီးရှိတယ်ဗျာဒါပေမဲ့ဒီကစားသမားတဦးစီကနေပြီးဂျမ်မင်ကောင်းကောင်းနဲ့ Forest အသင်းနဲ့ပွဲစဉ်မှာ9ရသွားတဲ့အခါကျွန်တော်အန်အော်ဒါပေမဲ့အဲ့ဒါက9ရလို့တော့ကျွန်တော်ထင်တာမြင်တာရှိတာတကယ်ဦးမဂျူအယ်ရီမှာလည်းအတားရတယ်နောက်တစ်ချက်ကဒီကစားသမားရဲ့ area jewelry area jewelry ဆိုတာကအမြင်ပေါ်ရှင်လူတာ ground ကျူရဲကြတော့မြေပြင်ပေါ်ရှင်လူတာဖြတ်ထုတ်တာ ball recovery ပြန်ပြီးယူတာ area ကျူရဲကြတော့တစ်ဖက်ကနေကန်နေလိုက်တာဖြစ်စေခေါင်းကြီးရှင်လိုက်လို့ထပ်မံကြလာတဲ့ second ball တွေဖြစ်စေဘလို့အကြောင်းယူကောင်းဖြစ်ဖြစ်လေတဲ့ကဘောလုံးကိုရှင်ပြီးလူတဲ့အခါမှာအရက်၅ပေ7လက်မှဆိုတဲ့ကစားမအခြားအရန်ပေါင်းမြင့်မာတဲ့ပြိုင်မဲ့ကစားမိုက်နဲ့ရှင်ပြီးလူနိုင်တဲ့အချိန်ကြီးပုံများတာတွေ့ရတယ်သူ့ထက်အရက်ရှိတဲ့ကစားမတွေကြော်လုံပြီးတော့ခိုးသွင်းခဲ့တာဒီကောဒီကစားမကစိုစီတက်မှာစော့ခဲ့တော့ငါပွဲပေါင်း 236ဘွဲ့ကစားတယ်အဲ့မှာ19ဘဲသွင်းပြီးတော့ကိုးလုံးပဲဖန်တီးထားနိုင်ခဲ့တာဒါပေမဲ့အာဆင်နယ်မှာအခု9ဘွဲ့လောက်ပဲကစားပေးချိန်မှာ2ကိုးသွင်းပြီးသွားပြီအဲ့ကြောင့်မို့အာဒီတာစီရောက်လာတဲ့ကစားသမားတွေကဒီယန်ရိုးတွက်ခေါ်ရဆိုမြင်လဲအတက်ကင်တက်ပို့ပြီးတော့အာဒီတာကတောင်းဆိုမှုမြင်မှာတွေ့ရတယ်ဒီကလရိုက်ကိုခေါ်လုံးကလည်းကျွန်တော်ဒီယန်ရိုးမှာထားမှထင်တာဒါပေမဲ့ဒီကလရိုက်ကမတူညီတဲ့ဟက်စပေတွေအတက်ကင်တွေလိုက်ပါရတယ်တက်ကံဘိုးတွေတာဝန်ယူရတယ် မင်းတို့ဒီထက်ပိုကောင်းတာငါမြင်တယ်ဆိုပြီးတော့အဲ့လိုတွန်းတင်သွားတွေ့ရတယ်။ဇူဝီမန်ဒီကိုလည်းစိုစီတက်မှနဲ့မတူညီတဲ့အခင်းချင်းတစ်ခုမှအာရီဒါကနေရာချပေးပုံရတယ်။ပိုမိုပြီးတောင်းဆိုတယ်။ပိုမိုပြီးတော့လည်းဂိုးပိုက်နဲ့နီးရဲ့နေရာကိုသွားစီတယ်။အဲကြောင့်အာရီတာရဲ့ကစားကွက်အခင်းချင်းကဆာရွက်ပုံမှာဆိုရင်ဘသူက DM ဘသူက half space ဘသူကတော့ full back ဆိုပေမဲ့တကယ့်ရဲ့ပွဲချိန်တွေမှာအားလုံးက rotation လုပ်နေရဒါကြောင့်မို့လဲဇူဝီမန်ဒီ area ထိပ်ကနေကန်ချက်တွေကောင်းကောင်းနဲ့ကိုယူနိုင်ခဲ့တာရှိဆိုပန်နတီပေါက်တဲ့အထိ ခေါင်းတိုက်ဂိုးတွေရခဲ့တာလည်းရှိတယ်။သူဘောတွေထိတ်ထိတက်ပြီးခင်းနိုင်တာလည်းရှိတယ်။ခန်စစ်ကိုလည်းဘောရကဘာကြီးပြန်လုံးနေတာတွေ့ရတယ်။ဒါကြောင့်မို့အာဆင်နယ်တင်းရဲ့ကွင်းလယ်မှာဒီကလန်ရိုက်နဲ့ဆူယူမယ်ဒီကကျွန်တော်တို့ဦးစားပေးရွေးတဲ့အရာပဲ။ဒီမှာချက်ခိုင်မှုပြေဝလာဆိုတဲ့ချက်ကြီးမာနီအိုဒီကက်ကိုရွေးမယ်။နောက်တစ်ချက်ကတော့ Maino Aida Juve ကြောင့်ထဲတာဖြစ်နိုင်တယ်လို့နောက်တစ်ချက်ကတော့အစည်းကိုထည့်ရင်လည်းအတက်ကင်ပို့ပြီးကြွာလာတာတွေ့ရတယ်။အဲကြောင့် Arsenal တင်းကွင်းလယ်မှာက main player နှစ်ဦးနေတယ်ဆို Zuhi Mendy ရဲ့ ဒီကလရိုက်ကရှိတယ်။ကျန်တဲ့ကစားသမားတွေကျွန်တော်တို့ခံမရခတ်တယ်။ကြက်ခိုက်မှုအနေထားရလှည့်ပြီးသုံးသွားပါဗောလေ။အဲ့တော့ injury ဘိုင်းမှာလည်း totally strong ဖြစ်တယ်။လူကြီးတော့တာအဆင်ပြေပါမလား။ injury ရနိုင်လားဆိုကျွန်တော်တို့ Premier League ရဲ့ကြက်ခိုက်မှုအသားပေးကစားရဟောင်းမှာအဆင်ပြေပါမလားကြည့်ရဆိုပေမဲ့ Zuman ရဲ့ totally strong ဖြစ်တယ်။သူရှေ့ရာသီ၄ရာသီမှာဆိုရင်2020 2021ဘောလုံးရာသီတော့22ရက်ပဲနားတယ်။တရာသီလုံး 2021နှစ်စနစ်ဘောလုံးရာသီမှာ6ရက်ပဲနားရတယ်2021 23ဘောလုံးရာသီမှာ10ရက်ပဲနားရတယ်2024ဘောလုံးရာသီမှာ41ရက်ပဲနားရတယ်နောက်ဆုံး၄ရာသီတွင်းမှာ သူ နားခဲ့ရတာကရပောင်း80လောက်ပဲရှိရပြောလို့ရတယ်ဒါသည်3လမပြည့်ဘူး၄ရာသီတွင်းအခုအာဆင်နယ်မှာလည်းလုံးဝစတောင်းဖြစ်တယ်တချို့ပိုင်းလေးမှာသူ့ကိုခောက်ပြီးတင်ထားတယ်ဆိုတာကပို့ပြီးတော့အင်အားပြည့်နေဖို့အတွက်ချက်ခိုင်မှုအရာအဲ့လိုထားလိုက်တာရှိအဲ့တော့ ဇူမန်နီမတုံးအနာပြီးမယ်ဆိုနော့ကတ်သုံးလို့ရတယ်ဒါအာဆင်နယ်တင်းလက်ရှိချိန်မှာယူချက်စရာပြီးတော့လိုအပ်လို့ရှိရင်လူးဝစ်စကယ်လီလေးကိုလည်းဒီယန်ရူးမှာထည့်ပြီးတော့အိုက်တာအနာကတ်မှာသုံးဖို့ရွေးထားတာရှိတယ်ဒါပေမဲ့အာဆင်နယ်တင်းရဲ့ဒီယာဒီကနေနောက်ထပ်300ယာဒီအထီကတော့ဇူမန်ဒီက first choice ဒီယန်ကစားမဖြစ်ရှိနေဒီအန်ဆိုပေမဲ့လေဒီယန်ထက်ပုံမတလုံတော့အဲကြောင့်မို့ကျွန်တော်ဘာကြောင့်ဗီဒီယိုအစမှာဒီယာဒီအာဆင်နယ်တင်းရဲ့ ကွင်းလေနှလုံးခုန်တယ်လို့ပြောလဲဆိုတော့ဇူဟီမန်ဒီဟိုတနေ့ကတွေ့လိုက်လားမသိဘူးဒီကလန်ရိုက်ကေမာရီအိုရီကက်ရဲ့အစည်းရဲ့ဝဆန်းပွဲစဉ်မှာတုံးလိုက်တယ်အတင်းကမကောင်းမို့ကောင်းတယ်တိုက်စစ်ပို့ပြီးကြောက်ရတာမှန်တယ်ဒါပေမဲ့ခန်းစစ်ကွင်းလေသွားတဲ့ဘောလုံးလေးပြန်ပြီးကြည့်တဲ့အခါမှာတော့လိုအပ်ချက်ရှိတယ် ဇူဝီမန်ဒီဝင်လာပြီးတော့မှပဲကျွန်တော်တို့ဂိုးတွေဝက်ဆန်တဲ့ပွဲစဉ်မှာရတယ်။ဇူဝီမန်ဒီမပါဘဲနဲ့တိဆောက်ခဲ့တဲ့အတက်ကင်နှစ်ယောက်နဲ့ဒီယန်ကစားမတဦးပုံစံမျိုးဒီလိုခဲ့ချက်တချို့ရှိခဲ့တာတွေ့ရတယ်။အဲကြောင့်မို့အာဆင်နယ်အသင်းမှာဇူဝီမန်ဒီရဲ့ဘလောက်ထိအရေးပါလဲဆိုတော့ကျွန်တော်တို့မြင်တွေ့ရတယ်။အဲ့ဒီဝက်ဆန်တဲ့ပွဲစဉ်မှာလည်းတွင်းကိုနှစ်ကိုလုံးနောက်ွယ်နေပေါဝင်ပတ်သက်ခဲ့တာဖြစ်တဲ့ကျွန်တော်အကြိုက်ဆုံးဖြစ်လေရွေးချယ်ခဲ့ပါတယ်။အဲကြောင့်မို့ဒီဗီဒီယိုကတော့အာဆင်နယ်အသင်းရဲ့ ကွင်းလေဒီယာတီနှလုံးခုန်တံအဖြစ်ဆူမန်ဒီကိုကျွန်တော်ကတင်စားထားပါတယ်ဒီကလန်ရိုက်ကောင်းတာမှန်တယ်မာနီအိုရီကကောင်းတာမှန်တယ်ဒါပေမဲ့လက်ရှိအချိန်မှာတော့အာဆင်နယ်တီးရဲ့ကွင်းလေမှာတကယ့်ကူမှာ ကွင်းလက်တစ်ခုလုံးစကန်ဖတ်တဲ့အပိုင်းရဲ့ခန်းစင်းတဲ့တိုက်စစ်ကိုဟန်ချက်ညီညီနဲ့ကွင်းလက်မှာထင်းချောင်းထားနိုင်တဲ့အချက်ရောဒါကတော့ဇူီမန်နီနဲ့ပတ်သက်ပြီးနောက်ထပ်ထပ်မှန်တွေ့ရတဲ့အချက်ကိုတီးတန့်ပြီးတော့လုပ်ပေးသွားပါကျွန်တော်ညီကိုဇူီမန်နီနဲ့ပတ်သက်ပြီးတော့မမေ့ရရှိတဲ့အချက်လက်လေးရှိလဲခွန်မဝင်ရောက်ရေးသားပေးတော့လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာဘောလုံးမွေးနဲ့ပတ်သက်ပြီးတော့စီးပွားဖြစ်ဖြစ်ပြောလဲဖြစ်ကစားခြင်းနဲ့ဆိုရင်တော့ဘိုင်ဘာဖုန်းနဲ့တညာကို646963တညာနဲ့ဘက်တညာကို9983ခေါင်းရောင်းညာတို့မှာဆက်သွယ်ချိတ်ဆက်ပြီးကစားလို့ရပါတယ်ဘယ်မှာပဲဆော့ဆော့ပါကိုထုတ်စီမှာဆော့ခြင်းနဲ့ဆိုရင်တော့အားလုံးကို Nutritive ကျူစွာပါတယ်ခင်ဗျာ